င်္ဂလာပါရှင်ဒီမှတင်ဆက်ပါဒီဇင်ဘာ9ရက်နေ့အတွက် People's Bank ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်စစ်တပ်ရွေးကောက်ပွဲဝင်ပြိုင်မဲ့အမတ်လောင်းတူသိမ်းဆုံးတဲ့အကြောင်းမိုးမေရောက်စစ်တပ်ကဂျမာကားတွေနဲ့ကင်းလက်နေတဲ့တဲ့တင်တမ69စစ်ကြောင်းကိုမိုင်းဆွဲတက်ခိုက်ပြီးပြည်သူ၂ယောက်ကိုကယ်တင်နိုင်တဲ့ဖြစ်စဉ်ဝန်တွင်းနယ်မှာစစ်တပ်ကလူကြီးပါမကျန်ပေါ်တာဆွဲနေတဲ့တဲ့တင်ဒီတဲ့တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရှင်။ AR တိုင်းပသိမ်မြို့မှာစစ်ကောင်စီရွေးကောက်ပွဲဝင်ပြိုင်မဲ့ ပြည်သူ့ပါတီကအမတ်လောင်ဦးမြင့်သေးဆိုသူဟာအုံနောက်သွေးကြောပြက်ပြီးတိတ်ဆုံးသွားကြောင်းသိရပါတယ်။အသက်62နှစ်အရွယ်ဦးမြင့်သေးဟာပသိမ်မျိုးအမတ်သုံးရက်ကွက်ကသူ့အိမ်မှာဒီဇင်ဘာလ3ရက်ည10:00နာရီကျော်ကအုံနောက်သွေးကြောပြက်ပြီးတိတ်ဆုံးသွားတာလို့ဒေသခံတွေကပြောပါတယ်။ဦးမြင့်သေးဟာဗဒုံမလူမှုကွန်ရက်ဖွံ့ဖြိုးတိုးတက်ရေးအသင်းရဲ့ဥက္ကဋ္ဌဖြစ်ပြီးဦးကုကိုကြီးဦးဆောင်တဲ့ပြည်သူ့ပါတီကနေတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ရွေးကောက်ပွဲဝင်ဖို့ပြင်ဆင်နေချိန်တိတ်ဆုံးသွားတာဖြစ်ပါတယ်။ သူကစစ်အာဏာသိမ်းမှုစန့်ကျင်တဲ့ဒေသခံပြည်သူတွေကိုစစ်ကောင်စီတပ်နဲ့ပူးပေါင်းပြီးဖိနှိပ်ခဲ့သူဖြစ်တယ်လို့ပသိမ်မြို့ဒေသခံတချို့ကပြောပါတယ်။အာဏာသိမ်းပြီးနောက်ပိုင်းဒီမိုကရေစီအရေးလှုပ်ရှားမှုကြောင့်ပသိမ်အကျဲထောက်မှာဖမ်းဆီးအကျဉ်းချခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုထောင်ဝင်စာပို့ရမှာအခက်အခဲဖြစ်အောင်စစ်တပ်ကိုတိုင်ကြားခဲ့သူဖြစ်တယ်လို့လည်းသိရပါတယ်။ဥက္ကကိုကြီးဦးဆောင်တဲ့ပြည်သူပါတီဟာပြီးခဲ့တဲ့2020အထွေထွေရွေးကောက်ပွဲမှာတနေရာမအနိုင်မရပဲရှုံးနေခဲ့ပါတယ်။ ပါတီခေါင်းဆောင်ဦးကိုကိုကြီးကိုတိုင်ကလည်းရန်ကုန်တောင်အောင်ကလာပါမြို့နယ်မှာပြိုင်ဘက် NLD အမတ်ကိုရှုံးနေခဲ့ပါတယ်။လက်ရှိမှာအာနာသိန်းစစ်တပ်ဦးဆောင်ကျင်းပမဲ့ရွေးကောက်ပွဲမှာပြည်သူ့ပါတီဟာနိုင်ငံတော်ဝင်ရောက်ရှင်ပြိုင်မဲ့ပါတီဖြစ်ပါတယ်။ဒါပေမဲ့ဦးကိုကိုကြီးရဲ့ပြည်သူ့ပါတီဟာကိုယ်စလဲလောင်းရဖို့ခက်ခက်ခဲခဲစီးရုံးခဲ့ရတယ်လို့သိရပါတယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့အတွင်းဝင်လာတဲ့စစ်တပ်ကဂျမာရီတက်ဆင်ထားတဲ့ကားတွေနဲ့မြို့ကိုကင်းလက်နေတယ်လို့မြို့ကန်တချို့ကပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာနိုဝင်ဘာ25ရက်နေ့လယ်ပိုင်းကစပြီးမုံမိတ်မြို့ကို ကားရည်နဲ့ဝင်ရောက်လာတာဖြစ်ပါတယ်။မြို့ပေါ်ကဌာနဆိုင်ရာအဆောက်အအုံတွေအပြင်ဒေသခံတွေရဲ့နေအိမ်တွေမှာလည်းတက်ဆွဲထားတယ်လို့မုံမိတ်မြို့ခံတွေကဆိုပါတယ်။မုံမိတ်မြို့ဘောလုံးကွင်းထဲမှာအများဆုံးတက်ဆွဲထားပြီးမြို့ရဲကိုမကြာခဏအကင်းလှည့်နေတယ်လို့ဆိုပါတယ်။စစ်ကားတွေမှာ drone ရန်ကားကွက်ရေးဂျမ်ဘာတွေတက်ဆင်ထားသလိုပိုက်တွေလည်းဆင်ထားတယ်လို့ဒေသခံတွေကပြောပါတယ်။ စကောင်းစီဝါရဖြန့်ကြီးရဲ့လူမှုကွန်ရက်အစာမျက်နှာတွေမှာတော့မိုးမိတ်မြို့ကဌာနဆိုင်ရာရုံးတချို့ရှိမှာစကောင်းစီတပ်ဖွဲ့ဝင်တွေစုဝေးပြီးရိုက်ထားတဲ့ဓားပုံတွေကိုဖော်ပြထားကြပါတယ်။မိုးမိတ်မြို့ဟာတအန်းတက်မတော် TNL ဦးဆောင်ပြီးပူပေါင်းတက်တွေက10029စစ်စင်ရေးမှာသင်းယူထားတဲ့မြို့ဖြစ်ပါတယ်။သင်းယူထားတဲ့မြို့တွေထဲကမိုးကုတ်မြို့နဲ့မိုးမိတ်မြို့ကိုစကောင်းစီစီပြန်လည်အနှံဖို့တရုတ်နိုင်ငံကူမင်းမြို့မှာစစ်ကောင်စီနဲ့အစွေးနှေးသဘောတူခဲ့တာဖြစ်ပါရဲ့ရှင်။ ်မကွေးတိုင်းပခုတ်ကူခရိုင်အတွင်းစစ်ကြောင်းထုံးဝင်ရောက်လာတဲ့မေတီလာအခြေစိုက်တမ69စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးဖမ်းဆီးခေါ်ဆောင်လာတဲ့ပြည်သူ၂ယောက်ကိုကယ်ထုတ်နိုင်ခဲ့တယ်လို့ကမ္မဒေသတော်လရေးတပ်ပေါင်းစုက ထုတ်ပြန်ပါတယ်။ဒီဇင်ဘာ၄ရက်မနေ့ကတမ69လောက်ခန့်ချင်းမြန်တရင်တွေဖြစ်တဲ့ခမရ419 418 419တရင်ကစစ်ကြောင်းကိုပခုတ်ကူမြို့နယ်ကန်တော်ကျေးရွာအနီးမှာမိုင်းဆွဲတိုက်ခိုက်ခဲ့လို့စစ်ကောင်စီတပ်သားတယောက်တိတ်ဆုံးသွားခဲ့တယ်လို့သိရပါတယ်။ စစ်တပ်စစ်ကြောင်းကိုပခုတ်ကူမြို့နယ်အတွင်းပျောက်ကြားမိုင်းဆွဲတိုက်ခိုက်တာမျိုးနဲ့မြိုင်မြို့နယ်အဆက်မှာထိတွေ့တိုက်ပွဲ၄ချိန်ရှိခဲ့တယ်လို့အသိပေးထားပါတယ်။ဒါ့အပြင်စစ်ကောင်စီတပ်ဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ကမ္မမြို့ခံအမှတ်၃ရပ်ကွက်ကပြည်သူ၂ယောက်ကိုပခုတ်ကူမြို့နယ်မြောင်ချစ်ပင်ကျေးရွာအနီးမှာစစ်ကောင်စီရင်တစည်းကိုမိုင်းဆွဲတိုက်ခိုက်ပြီးကယ်ထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုမှာစစ်ကောင်စီတပ်သားတွေထိခိုက်မှုရှိပြီးကားပေါ်မှာဖမ်းဆီးခံထားရတဲ့ပြည်သူ၂ယောက်လွတ်မြောက်သွားခဲ့ပါတယ်။ တိုက်ခိုက်မှုတွေကိုမကွေး PDF မြိုင်ပကပပေါပကပဒေသတွင်းတပ်ပေါင်းစုတွေပကုတ်ကူခရိုင်လိုကယ်တရင်နဲ့စစ်ကြောင်းတွေပူးပေါင်းလှုပ်ဆောင်ကြတာလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။လက်ရှိမှာတော့တမ69စစ်ကြောင်းကပကုတ်ကူမြို့ဘက်ကိုတွားနေတယ်လို့ဒေါ်လင်းအင်အားစုတွေကပြောထားပါတယ်ရှင်။မန္တလေးတိုင်းဝမ်တွင်းမြို့နယ်မှာစစ်ကောင်စီတပ်ကကြီးဝါတွေထဲဝင်ပြီးလူငယ်လူကြီးမကြမ်းပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ဒေသခံတွေကပြောပါတယ်။လက်စင်ပေါ်တာအဆွဲခံနေရတဲ့ဝမ်တွင်းမြို့နယ်မှာ အခုဒီဇင်ဘာလ၄ရက်မနေ့ကဝမ်တွင် ပင်တလဲလမ်းပေါ်နဲ့မြို့နယ်အနောက်ပိုင်းကရွှေဖလားကန်ရှားတော်သုံးတောက်အိုင်ဖိုကုံရွာသစ်စားတဲ့ကြေးရွာတွေကိုဝင်ပြီးပေါ်တာဆွဲဖမ်းဆီးသွားကြောင်းဒေသခံတွေက ပြောပါတယ်။အိမ်မာအိတ်နေသူတွေပါခေါ်သွားတာအတော်ဆုံးနေပြီလို့ဒေသခံတူကပြောပါတယ်။ဖမ်းဆီးခံရသူအရေအတွက်ကိုတော့အတိအကျမသိရသေးပါဘူး။မနေ့နေ့လယ်ပိုင်းကလည်းတဖမ်းကြေးရွာကိုဝင်ပြီးလူငယ်၁၀ယောက်ခန့်ကိုပေါ်တာဆွဲသွားတယ်လို့ Vice of Wonder အဖွဲ့ကအသိပေးပါတယ်။ ဖက်စီခံရသူတွေထဲမှာစိတ်ကျမ်းမာရေးမကောင်းသူတချို့လည်းပါဝင်ကြောင်းဒေသခံတွေကပြောပါတယ်။ဖက်စီခံရသူတွေကိုဝမ်ထွေးရဲစခန်းခေါ်သွားပြီးငွေကြေးတနိုင်သူတွေကိုတော့ပတ်စံနဲ့ပြန်ရွေးခိုင်းနေတယ်လို့ဒေသခံတချို့ကဆိုပါတယ်။မန္တလေးတိုင်းတင်မကပဲစကိုင်းတိုင်းမကွေးတိုင်းနဲ့တခြားဒေသတွေမှာလည်းစစ်ကောင်စီကလာဆဲပေါ်တာဆွဲဖမ်းဆီးနေတာဖြစ်ပြီးဒီလောက်မှတော့အစစ်မှုထမ်းအပတ်စဉ်27စတင်စတင်ဖို့စစ်ကောင်စီကအစီအစဉ်နေတာဖြစ်ပါရဲ့ရှင်။ People's Spin ကနောက်ဆုံးရရှိထားတဲ့ ညနေခင်းပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးသွားခဲ့တာဖြစ်ပါရှင်။